အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဗီဒီယိုလေးကထူးခြားတဲ့ adventure အစီအစဉ်လေးနဲ့မိတ်ဆက်ပေးပါပါ Carriage တဘာဝဥယျာဉ်ကြီးကနေနှစ်နာရီနီးပါးလောက်လမ်းလျှောက်ပြီးတော့ Mount Faber Cable Car Gate ကိုသွားမယ်အဲ့ဒီကနေ Cable Car စီးပြီးတော့ Sentosa ကျွန်းမှာရှိတဲ့ရေအောက်ကဘာကိုသွားလည်ပါပါအခုရောက်နေတဲ့ Canrys တဘာဝဥယျင်ကလမ်းလျှောက်ဝါသနာပါတဲ့သူတွေအတွက်နေရာကောင်းလေးဖြစ်တယ်။တဘာဝကြတဲ့ တော်လန်လေးတွေများတယ်တောင်ကုန်းအတက်အစင်လေးတွေလည်းများတယ်ပြီးဒီမှာကသဘာဝရှုခင်းတွေကိုတဝါးကြီးခံစားလို့ရတယ်စိတ်ကိုလန်းဆန်းစေတယ်ဟိုးမှာဆိုစိတ်ကန်းကိုလှမ်းမြည်နေရတယ်ပြီးတော့ဒုတိယကမ္ဘာစစ်တုန်းကဒီတောင်ကုန်းပေါ်မှာတိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးတော့စင်ကာပူသမိုင်းကြောင်းမှာလည်းနာမည်ကြီးတဲ့နေရာလေးဖြစ်တယ်

မတို့ကကြတော့လမ်းလေးလျှောက်ဖြစ်သွားအောင်ကေဘယ်ကားလေးနည်းနည်းပူကြကြစီးလို့ရအောင်ဆိုပြီးတော့ဒီမောက်ဖီပါကေကိုယူခဲ့တာပေါ့နော် ီဘယ်ကားတစ်စီးကိုအများဆုံးလူ၈ယောက်လောက်ညှာစီရတယ်။ကျမတို့ဒီဘယ်မှာတော့လူ၆ယောက်ပါတ ေဘကားစီးလာတာ15မိနစ်ဆွဆွလောက်ကြာတော့ဒီဆန်တူစာကျုံးကို ရောက်ပြီးဆန်တူစာကျုံးမှာစိတ်ဝင်စားစရာတွေအပြည့်ပဲအဲ့ဒီချိန်ကမှရေအောက်ကပါကိုဆက်သွားကြမယ်နော်ဒီရေအကပါကမှန်လို့အကြီးကြီးတွေမှာရေတက်တော်မျိုးစုံ တွေ့ရလိမ့်မယ် ဒီနေရာကတော့ငပန်းနေကြတဲ့ကိုရောက်နေတာပေါ့နော် ီရေတရဝါလေးနဲ့ကိုရီနေကမှန်လေးပဲချနေတော့တကယ်ကိုရှိအောင်ရှောက်နေတယ်လို့ခံစားရတာ။ ခြေလီငါလေးတွေရှိတဲ့နေရာကိုလည်းသဘောကျတယ်သူတို့ကိုကြည့်နေနေလေရည်တော်ဝါဆိုတာကိုမြည်သွားပြီးတော့ပန်းကလေးတွေကြွေကြနေတာကိုကြည့်နေရတယ်လို့

En dan daarachter zie je een oog. ဒီငါးမျိုးစားကတွင်းတွေ အပေါက်တွေထဲမှာနေရတာကြိုက်ပုံရတယ်။ဒါကရှီအောက်ချမ်းမြေမှာရှိတဲ့သင်္ဘောပြည့်ကြီးတစည်းပုံစံကိုပုံဖော်ပြီးတော့ပြထားတာ။ ဒီအစီအစဉ်လေးကတောထဲမှာ2နာရီလောက်လမ်းလျှောက်တယ်ပြီးတော့လေထဲမှာ15မိနစ်လောက်ပြန်လိုက်တယ်ပြီးရှင်အခုရေအောက်ကပါမှာ၃နိုင်လောက်နေလိုက်ရတဲ့ခန်းစားချက်ကတကယ်ကိုထူးခြားတယ်။ဒီလိုမတူညီတဲ့ပတ်ဝန်းကျင်တွေကိုပေါ့နော်တစ်ဆက်တစ်ဆက်တည်းနဲ့ရောက်နေတယ်လို့ခန်းစားကြည့်ချင်တယ်ဆိုလို့ရှိရင်နော်ဒီစီစဉ်လေးတိုင်းလုပ်ကြည့်နော်။ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ မချစ်ချူ channel လေးကိုသဘောကျလို့ရှိရင်လည်း like and subscribe လုပ်သွားဖို့မမေ့ပါနဲ့เนาะနောက် video တွေမှာပြန်ဆုံကြမယ်เนาะကျေးဇူးတင်ပါတယ်ရှင်